ငလင်ကြောင့်မိဘတွေကိုဆုံရှုံလိုက်ရတဲ့လူမမေကလေး၃ယောက်ကိုအခုလိုကူညီပေးသွားမယ့်ဘေဘီမောင်နဲ့တန်ဆင်မောင်ပရိသတ်များလုံးမမင်္ဂလာပါရှင့် News Daily Top ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ငလင်ဘေးကြီးမှာအသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာကိုဆုံရှုံနေရသလိုတချို့တွေဆိုရင်မိဘနှစ်ပါးလုံးကိုတပြိုင်တည်းဆုံရှုံလိုက်ရတဲ့အဖြစ်တွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီအထက်ကမှမိခင်ရောဖခင်ရောနှစ်ယောက်စလုံးကိုတပြိုင်တည်းဆုံရှုံလိုက်ရတဲ့ဒီကလေးလေး၃ယောက်ဟာဆိုရင်လူမမေအွယ်ကလေးငယ်တွေပဲဖြစ်ကြပါတယ်။ လောကကြီးကိုအန်တုရင်ဆိုင်ဖို့အတွက်ဘာခွန်အားမှလည်းမရှိသေးတဲ့ငယ်ရွယ်လွန်းလာတဲ့ကလေးလေးတွေဖြစ်ကြပါရဲ့။လက်ရှိမှာတော့မိဘနှစ်ပါးစလုံးမရှိတော့တဲ့အတွက်ပလုံကောက်တဲ့အဖွားဖြစ်သူနဲ့သုံးဘိန်းအငားမောင်းစားနေရတဲ့ဦးလေးဖြစ်သူတို့ကခဏတာစောင့်ရှောက်ပေးထားကြပါရဲ့။ဒါပေမဲ့သူတို့ကလည်းအင်မတန်ကိုမှဆင်းရဲနှံပါပြီးတော့ကိုပါတာကိုတောင်နေဖို့စားဖို့မနေရုံးကန်နေရတာဖြစ်တဲ့အတွက်ဒီကလေးလေးတွေကိုအကြကြီးတော့စောင့်ရှောက်ပေးနိုင်မှာမဟုတ်ပါဘူး။ တယောက်တည်းမဟုတ်ဘဲကလေးက၃ယောက်ဖြစ်တဲ့အတွက်တော်တော်လေးလဲခက်ခဲနေရပါဒါရီကိုသိရှိသွားတဲ့ဘေဘီမောင်နဲ့တန်ဆင်မောင်တို့ညီမကတော့ဒီကလေးလေး၃ယောက်ကိုကိုရိုင်းသွားတွေ့ပြီးတော့ကူညီပေးသောမိအကြောင်းအခုလိုပြပြလာခဲ့ပါတယ်သူတို့ကလည်းသမီးလေး၂ယောက်မွေးထားတဲ့မိခင်ဖြစ်တဲ့အတွက်သားသမီးချင်းကိုချင်းစာနာစိတ်နဲ့အခုလိုမျိုးလူတန်းဖို့ဆုံးဖြတ်ခဲ့ရပါတယ် ကလေးလေးတွေဆိုတာကမိဘရဲ့ရင်ခွင်ထဲမှာနေထိုင်ပြီးတော့ပြုစုဆောင်ရှောက်မှုတွေကိုခံယူရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီကလေးလေးတွေမှာတော့မိဘတွေကမရှိတော့ပါဘူး။ဒါကြောင့်အချိန်အနည်းကတော်တော်လေးစိုးနေပြီးတော့မိဘမျက်တာလည်းမရသလိုနှွေးထွေးလုံခြုံမှုလည်းမရှိတဲ့ကလေးလေးတွေကိုတနာသွားခဲ့ရပါဘူး။ ကလေးလေး၃ယောက်မှဆိုရင်အကြီးဆုံးသမီးလေးက၆နှစ်အရွယ်ဖြစ်ပြီးတော့ဒုတိယသားလေးကတော့၂နှစ်သားလေးပဲဖြစ်ပါတယ်။အငယ်ဆုံးကလေးဟာဆိုရင်၇လသားအရွယ်လေးသာရှိသေးတာဖြစ်ပြီးနှိုးစုပ်အရွယ်ကလေးငယ်ပဲဖြစ်ပါတယ်။ဒီလောက်ထိငယ်ရွယ်နေတဲ့ကလေးလေး၃ယောက်အနေနဲ့မိဘတွေကိုဆုံးရှုံးလိုက်ရတာကတကယ့်ကိုကြီးမားတဲ့ဒုက္ခကြီးတစ်ခုပါ။ မိခင်ဖြစ်သူကမြင်းကလင်းဘေးမှာကွယ်လွန်သွားခဲ့ရဖြစ်ပြီးရွာသူရွာသားတွေစုပေါင်းပြီးတော့စွန့်သွတ်တရားနာကိုလည်းတရားပြုလုပ်ပေးခဲ့ရပါတယ်။ပို့ပြီးတော့ဆိုရာကဖခင်ဖြစ်သူကစစ်မှုထမ်းပေါသွားခဲ့ရဖြစ်ပြီးအဲဒီနောက်ပိုင်းကနေစတင်ပြီးတော့အင်ကိုလည်းအဆက်အသွယ်လုံးလို့မရတဲ့လို့ တင်းလဲမကြရတော့ဘူးလို့သိရပါတယ်။ဖခင်မရှိတဲ့အချိန်မှာမိခင်ကအကောင်ဆုံးဆောက်ရှောက်ပေးနေပေမဲ့အခုလိုမျိုးငလင်တန်းကြောင့်ကွလွန်သွားတဲ့အခါမှာကလေးသုံးယောက်ရဲ့ဘဝကတကယ်ကိုမတွေ့ရစရာပါ။ဒါကြောင့်ဘေဘီမောင်နဲ့တန်ဆင်မောင်တို့ကသားသမီးချင်းကိုချင်းစာနာတနာပြီးတော့ကိုရိုင်းသွားတွေ့ပြီးတော့လှူဒန်းသွားတော့မယ့်အကြောင်းအသိပေးလာခဲ့ရဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာတွေ့မြင်လိုက်ကြတဲ့ကတကယ်ကိုစိတ်မကောင်းဖြစ်သွားခဲ့ရပါ။ကိုရဲ့သားသမီးရင်သေးလေးတွေတောင်ဆိုရင်ဘလို့များနေမလဲဆိုပြီးကိုချင်းစာနာတဲ့စိတ်ကြောင့်အသက်ရှူလို့တောင်မဝတော့ဘူးလို့ဘေဘီမောင်ကပြောခဲ့ပါတယ်။ င်ဒီကလေးလေးတွေပြင်ဆိုရှယ်မီဒီယာမှာကြီးလိုက်တိုင်းတကယ်ကိုမကြည့်ရစရာကောင်းအောင်ဆုံးရှုံးမှုတွေကများပြားလာပါတယ်။ဒါကြောင့်တမတို့ကိုယ်တိုင်မြေပြင်ကိုဆင်းပြီးတော့ခက်ခဲနေတဲ့နေရာတွေကိုသွားမလုနိုင်ပေမယ့်တနိုင်တမျှတော့ကုညီလိုတန်းပေးနေခဲ့ပါတယ်။ ီကလေးလေးသုံးယောက်ကတော့ပြင်မနာမျိုးနဲ့ကြောက်ချရွာမှာနေထိုင်တယ်လို့သိရတဲ့အတွက်မကြခင်မှာကိုရင်သွားတွေ့ပြီးတော့တက်နိုင်တဲ့များကူညီဆောင်ရှောက်ပေးသွားမယ်လို့အတည်ပြုခဲ့ပါတယ်။မိဘနှစ်ပါးစလုံးမရှိရှာတော့ပဲအခက်အခဲဒုက္ခတွေ့နေပြီးတော့တနာစရာကောင်းလာတဲ့ဒီကလေးလေးသုံးယောက်ရဲ့အဖြစ်ပေါ်မှာထင်မြင်အခက်အခဲဒုက္ခတွေ့နေပြီးတော့တနာစရာကောင်းလာတဲ့ဒီကလေးလေးသုံးယောက်ရဲ့အဖြစ်ပေါ်မှာထင်မြင်